ဒီကတော့ပပူတက်ပရက်ရှာများတာ evening ground ပဲစစူးကပပောပပပဲရှောက်ခဲ့ရဆိုတော့လေအဲ့လိုတိအရင်ပရက်ရှာမများဘူးစုရမများတဲ့ကအကောင်းဆုံးပဲရှောက်ခဲ့မယ်ဆိုပြီးစဉ်းစားထားပါတော့အကောင်းဆုံးမလုံနိုင်ပါဘူးအရင်ရောက်ခဲ့ဒါပေမဲ့စင်ပေါ်မှာအကောင်းဆုံးလုံနိုင်သွားခဲ့ပါတယ်ထန်းကတော့အိတ်ထန်းတော့တော်တော်လေးကျင်တာဆိုတော့အရင်ကျင်တဲ့အာရုံရှိပါတယ်ဟုတ် Chris ုတ်ကဲ့ပါညီမကတော့အထင်ကရပူပူ Miss Grand Yangon East ကိုစာပြုပဲဖြစ်ပါတယ်။ Miss Grand Yangon Shin အထင်ကရပူပူ pressure များတာ even ground ပဲစူးစူးပဲပေါပေါပါပါပဲရှောက်ခဲ့ရဆိုတော့လေအဲ့လောက်ထိအရင် pressure မများဘူးစူးရမများတန်းကအကောင်းဆုံးပဲရှောက်ခဲ့မယ်ဆိုပြီးစဉ်းစားထားပါတော့။ even ground တော့ပိုတခါမှလဲ rehearsal အဲ့လိုမျိုး even ground နဲ့ပတ်သက်ပြီးဒီခေါင်းကြီးကိုဝစ်ပြီးတော့မလုပ်ကြသေးဘူးဆိုပိုတက်နေနေအဲ့ဒါတော့ pressure တော့ရှိရဲပေါ့နော်။ပြီးတော့ဒီဓာတ်ကလည်းချိန်းထားတာဆိုတော့လေအကောင်းဆုံးမလုပ်နိုင်ပါဘူးအရင်ကြောက်ခဲ့ဒါပေမဲ့စင်ပေါ်မှာအကောင်းဆုံးလုပ်နိုင်သွားခဲ့ပါတယ်။အခုဝစ်ဆုံးလေးအကြောင်းလည်းပြောပါဦး။ ဝတ်စုံလေးကတော့မမချစ်ဦးမေကိုရိုင်းချုပ်ပေးထားတဲ့ဒီ sound တင်ဂီတာဝတ်စုံလေးပေါ့နော်အဲ့ဒါမြန်မာမှုလေးကိုခံစားကြင်လို့အဲ့ဒီဝတ်စုံလေးကိုချုပ်ခံလိုက်တာပါရှင်ဒီနေ့ကတော့ခုမှမြန်မာကာကြာလေးတစ်ခုခံစားမိတာပေါ့နော်အားလုံးနဲ့မှာပါ အဲ့အတွက်လည်းကြောပြီးပါဘာအရန်ကျင်နေတယ်ပူအဲ့ဝစ်ဆောင်ကိုလုံးဝ fitting လည်းမချသေးဘူးဘာမှမလုပ်ရသေးဘူးဒါပေမဲ့ဝစ်ဆောင်ကလည်းမနေညမှရတာဆိုဝစ်ကျိတ်လေးချင်းမှာလုံးဝဘာမှကိုလှုပ်ဆရာပြန်ပြီးတော့မလိုပဲနဲ့တော်တော်ကို fit ဖြစ်နေတာပေါ့နော်အဲ့အတွက် match ဦးမျိုးလည်းဒီကနေပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ရှင် တော်မှာတော့အကောင်းဆုံးထမ်းဦးလဲခဲ့ရပါတော့ဒါပေမဲ့ဘာလို့လုံးလိုက်မှန်းလဲမသိကောက်ကလည်းမသိဘူးအဲ့လိုလုံးလို့လုံးလိုက်တာပဲတခုခုအဲ့လိုမျိုးအကောင်းဆုံးငါလုံးမယ်ဆိုအဲ့လိုအမြဲတမ်းလေ့ကျင့်နာတဲ့အရာဆိုလို့ရှိရင်ငါဒါလုံးမယ်ဒါလုံးမယ်စဉ်းစားထားရင်ပဲဒါပေမဲ့စင်မရောက်လို့ရှိရင်လုံးချင်တာလုံးလိုက်တာပဲအဲ့လိုပဲဖြစ်သွားတယ်ပေါ့ထမ်းကအဲ့ထမ်းတော်တော်လေ့ကျင့်နာဆိုတော့အရန်ကျင့်တဲ့အာရုံရှိပါတယ်ဟုတ် ကျင်းတဲ့ကျင်းတဲ့ဘာလို့ဆိုပူပူကဒီ team နဲ့မှာ leader တယောက်ဖြစ်တယ် leader တယောက်ဆိုပူပူ team ကကလေးနှစ်ယောက်ရွာရွာအတွက်အယံပျော်တယ်ဘာလို့ဆိုအနောက်မှာလည်းသူတို့ကို make up မ link ခင်ရတယ်တာပြောနေရပါတော့။ဟဲ့ရမင်းကငါတို့ team ကပဲရရမယ်ဆိုပြီးတော့စာနေသေးအောင်ပဲခံနေသေးရပါတော့။တကယ်တည်းပူတို့ team ကနှစ်ယောက်ရွာရွာဆိုအယံပျော်တယ်။ဟုတ်ကဲ့ပါဟုတ်လာမယ့်အခု grand final မှာပူပူအကောင်းဆုံးနဲ့ဖြတ်ထွက်နေအောင်လို့တေချာလေးရှောက်သားပါမယ်လို့အားလုံးဒီကနေ့ကတိပေးပါရရှင်။ Okay. ွားနဲ့အပိယပြိတ္တိကိုဟောတယ်ပါ။ကျေးဇူးတင်ပါတယ်။အဓိကပူပူဆိုတာကသူက39ဘိုက်ပူကြီးကိုပို့ပြီးတော့တိကြတာ။ပူပူဆိုတာကသူကတိတ်တိရမို့အဲ့လို39ဘိုက်ပူလို့ပဲအခုဆိုတော်တော်လေးခေါ်နေကြပါပြီ။အေး39ဘိုက်ဘူးကပေါက်သွားမယ်လို့လည်းမထင်ထားဘူးဒီတိုင်းပဲဒီလိုလေးအော် ဟိုခဏလေးပဲပြီးသွားမယ်ဒီနေ့ဒါပေမဲ့မပြီးဘူးလို့ TikTok မှာရော Facebook မှာရောအများကြီးပဲ Instagram မှာပါရှိရလာပို့ကြအဲ့လိုအဲ့လိုလာဆဲတဲ့သူတွေတော့တခါမှတော့မကြုံဘူးသေးဘူးပေါ့နော်ဒါပေမဲ့အဲ့လို back comment တွေ good comment တွေလည်းတွေ့ပါတယ်ဒါပေမဲ့ဘယ်လိုဖြစ်ပို့ကြအောင်ရီရွာရဲဆိုတာနဲ့ပဲကြီးနေပါတယ်ရှင်ဟုတ် နေက performance ဘာလို့လိုက်မှန်းလဲတော့ကိုယ့်ကိုမသိဘူးတကယ်တော့လေ့ကျင့်ထားတဲ့အရာငါဒါလုပ်မယ်ဒါလုပ်မယ်ဒါလုပ်မယ်အဲ့လိုစဉ်းစားတာဒါပေမဲ့စင်ပေါ်ရွာလို့ရှိရင်အဲ့လိုဘာလို့ခဲလို့လုပ်ခဲ့မှန်းမသိတော့အဲ့လိုရင်းနေရန်ခုံပြီးတော့လေတငယ်ချင်းတို့လည်းကိုယ့်ဆင်အောက်မှာလိုက်ရှာနေရအဲ့လိုမျိုးသူတို့ဗမာလဲငါ့ကိုဘယ်နေရာကနေအော်နေကြတာလဲအဲ့လိုမျိုးမတွေ့ဘူးဖြစ်နေအဲ့လိုအတန်လေးအရန်များလုံးကကြည့်ရလေဒါပေမဲ့အကောင်းဆုံးလုပ်ခဲ့ပါတယ်ဟုတ် အရန်ပြောပါတယ်ပူပူကအမှန်တမ်းပြောရင် CJ ရဲ့ fan ပေါ့နော်ပူရှေ့မှာရှေ့အင်တာဗျူးမှာတော့ဖြေခဲ့ဘူးတယ်ပေါ့နော်အဲ CJ သာရောက်လာခဲ့ရင်အရန်ကောင်းမှာပဲဆိုပြီးတော့ပြောခဲ့ဘူးတယ်အဲ့ဒါမျိုးသူတကယ်ကိုရောက်လာခဲ့တယ်ပူပူပြောတဲ့အတိုင်းအဲ့တော့အရန်ကျင့်တတ်တယ်ဘာဖြစ်သူ့မြင်နေရမြင်ပြီးတော့ရှောက်ရနေကိုတကယ်ကိုကျင့်တတ်အားရပါတယ်ဟုတ် CJ ကတော့အားလုံးဝင်ကြတယ် တော်တော်လေးကို comment ပေးသွားရယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ဘယ်လိုလဲဆိုတဲ့အချိန်မှာတို့အတွက်ပြောစရာလေးတွေတို့ခံစားရတယ်ဆိုတဲ့ဟာလေးပြောတယ်အဲ့အတွက်ကဘယ်လိုခံအရန်ပြောပါပါမယ်ဘာလို့ဆိုတော့တကယ်ကိုသူကိုယ်တိုင်ကလည်းဒီလိုကောက်ဘော့ trainer ဆီမှာတယောက်လည်းဖြစ်တယ်ဆိုတော့ကိုရီးယား term နေရှောက်တဲ့ပုံစံနေသူတိစားကြည့်နေမှာပဲဆိုတော့ဘာလို့ဆိုတော့သူလည်းဒီ grand gate winner တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီလိုမျိုး recommend ပေးသွားတာကိုလည်းအရန်ကျင့်နေပါတယ် ဟုတ်ကဲ့ပါပူပူအပေးကြရတယ်တယောက်ချင်းစံအောင်ဒီကနေ့ပြီးတော့ကျေးဇူးတင်ပါတယ်ဂရန်ဖိုင်နယ်မှာအကောင်းဆုံးကျေးဇူးတော်ပါမယ်ရှင်အားလုံးပဲကျေးဇူးပါ